ဈေးနှုန်းလေးတွေကတော့အခုကျွန်တော်ဆွဲတဲ့9မြို့နယ်မှာဆိုရင်ရန်ကုန်ဖျက်ပွားကြတော့တဦးချင်းစီကခေါင်းကန်းဆိုရင်အရှိခေါင်းကန်းပါเนาะအရှိခေါင်းကန်းဆိုရင်2000ကျွဲအနောက်ခန်းဆိုလို့ရှိရင်တော့2000ပါเนาะဒါတဦးချင်းစီပေါ့စင်လုံးငားမယ်ဆိုလို့ရှိရင်တော့8000ကျွဲကို8000နဲ့ပေးရတယ်9000ရှော့ပေါ့เนาะရန်ကုန်မော်လမြိုင်ကကြတော့ခေါင်းကန်း6000အနောက်ခန်း9000ပါเนาะရန်ကုန်မော်လမြိုင်နဲ့ရန်ကုန်နေပြည်တော်နဲ့ဈေးနှုန်းကတော့အတူတူပဲပေါ့စင်လုံးဆိုရင်2000ပါเนาะရန်ကုန်ပတ်တန်ကကြတော့သူကအရှိခေါင်း4000အနောက်ခန်း3000ပါဟုတ် ျွန်တော်နာမည်ကတော့အောင်မြတ်သူပါအခုကတော့လက်ရည်ထမ်းဆောင်နေတဲ့တာဝန်ကတော့ဟိုစွမ်းတော်အပီတစီခဲ့ရဲ့ဟိုရန်ကုန်ဂိတ်မှုပေါ့နော်ဟုတ်တနက်ခွန်းနှစ်ကပြေးဆွဲတာလဲဆိုတော့ကျွန်တော်2023လောက်က2023ဝင်းရက်လောက်ကပေါ့ဟုတ်လက်ရှိကတော့ကျွန်တော်9မြို့နယ်ပြေးဆွဲနေရခင်ဗျဟုတ်ရန်ကုန်ဖျော်ဝုံရှိမယ်ဒလဖျော်ဝုံရှိမယ်ရန်ကုန်မော်လမြိုင်ရှိမယ်ရန်ကုန်ပတိန်ရှိမယ်ရန်ကုန်နေပြည်တော်ရှိမယ်ပေါ့ဟုတ်မြို့ရင်းဆွဲတာလဲခီးဝေးဆွဲတဲ့ရွေးချယ်ဆိုအဓိကကတော့ဒီကျွန်တော် ကျွန်တော်ဆွဲတဲ့လမ်းကြောင်းတွေပေါ့နော်လမ်းကြောင်းတွေမှာဟိုဟိုဟိုပေါ့နေရနေပြီးတော့ရန်ကုန်တက်ပြီးတက်လာပြီးတော့အလုပ်ဟိုအလုပ်လုပ်တဲ့သူတွေရုံးလုပ်ငန်းလုပ်တဲ့သူတွေအလုပ်လုပ်လုပ်ကိစ္စလုပ်တဲ့သူတွေပေါ့နော်အဲအဲ့ဒီသူတွေလည်းအကုန်လုံးအဆင်ပြေအောင်ပေါ့မြို့တွင်းကတော့ဟိုအဓိကတော့မြို့တွင်းမဆွဲပြစ်သေးတာပါဟုတ်မဆွဲပြစ်သေးတာဆိုတာမြို့တွင်းကိုတော့သူကကျွန်တော်အခောက်တူလေးတွေမရသေးဘူးဟိုနိုင်ပိုင်းရှားလေးနေတယ်အဲ့လိုမျိုးလိုက်ပေးတာမျိုးတော့ရှိတာပေါ့နော်ဟုတ်လမ်းကြောင်းအစ်စ်ကတော့အခုဒီရန်ကုန်ပသိမ်နဲ့ရန်ကုန်နေပြီးတော့ဆိုပြီးတော့ကျွန်တော် နှလန်းစတိုးလိုက်တယ်ပေါ့နော်ဟိုစနေရနေ့ရပါဒီလစနေရနေ့ရစတာပေါ့ဟုတ်ဟိုကျွန်တော်တို့စမ်းသူအောင်ရင်လိုင်းရခင်းစဉ်အသစ်နှစ်ခုဖြစ်တဲ့ရန်ကုန်ပတ်သိမ်းနဲ့ရန်ကုန်နေပြီးတော့ဟို promotion လေးတွေပေးထားတယ်ပေါ့နော်မနေ့ပြန်15ရက်နေ့ရစပြီးတော့လောက်ကုန်31ရက်နေ့အထိကတဝူးချင်းစီဆိုလို့ရှိရင်1000ကျပ်ရော့ပေါ့နော်ဟိုတစည်းလုံးဆိုလို့ရှိရင်တော့4000ကျပ်ရော့ promotion လေးနဲ့ကျွန်တော်တို့သွားပေးထားပါတယ်ဗျာဟုတ် promotion လေးပေးထားပါတယ်လို့ကားအစီးရတော့သူကဟိုတလိုင်းချင်းနေပြောရမှာပဲပေါ့ဟုတ်ဟုတ်ဒီရန်ကုန်ရန်ကုန်ဖျော်ဖို့အနေနဲ့ကတော့15ဒီဝန်းကျင်ရှိမယ် ကလာဖြတ်ပုံကတော့30ဒီဝန်းကျင်ရှိတယ်။ရန်ကုန်မော်လမြိုင်ကတော့20ဝန်းကျင်ရှိမှာပေါ့နော်။ပြီးရင်ဒီရန်ကုန်ပသိမ်နဲ့ရန်ကုန်နေပြည်တော်နဲ့ကကြတော့လိုင်းအစဖြစ်တဲ့အတွက်ဟို9စီးစီဝန်းကျင်လောက်ရှိမှာပေါ့နော်။နောက်လိုင်းအခြေကျသွားရင်လည်းအခြေကျသလိုထပ်တိုးဖို့ရှိပါရဲ့ခင်ဗျာ။ဟုတ်။ဇင်းနှုံလေးတွေကတော့အခုကျွန်တော်တို့ဆွဲတဲ့9မြို့နယ်မှာဆိုရင်ရန်ကုန်ဖြတ်ပုံကကြတော့တဦးချင်းစီကခေါင်းကန်းဆိုရင်အရှိခေါင်းကန်းပေါ့နော်။အရှိခေါင်းကန်းဆိုရင်2000ကျော်။အနောက်ခန်းဆိုလို့ရှိရင်တော့2000ပေါ့နော်။ဒါတဦးချင်းစီပေါ့။စင်လုံးကားမယ်ဆိုလို့ရှိရင်တော့ တော့7000ခွဲကို7000နဲ့ပေးရတယ်9000 shop ပေါ့နော်ဟုတ်ရန်ကုန်မော်လမြိုင်ကျတော့ခေါင်းကန်6000နောက်ခံ9000ပေါ့နော်ရန်ကုန်မော်လမြိုင်နဲ့ရန်ကုန်နေပြည်တော်နဲ့ဈေးနှုန်းကတော့အတူတူပဲပေါ့အစင်းလုံးဆိုရင်2ပိန်းပေါ့နော်ရန်ကုန်ပတင်ရကျတော့သူကအရှိကန်4000နောက်ခံ3000ပေါ့ဟုတ်ကားထွက်ချိန်ကတော့ကျွန်တော်ရန်ကုန်ဖျော်ဝင်ဆိုလို့ရှိရင်မနေ့9နာရီစမယ်ညနေ4နာရီခွဲအထိရှိမှာပေါ့နော်ဟို9နာရီနဲ့ညနေ9နာရီကတော့ဂိတ်စပြီးတော့4ခွဲကျတော့ဂိတ်သိမ်းတာပေါ့နော် အစနဲ့အဆုံးအကြတော့သူကအချိန်အချိန်နဲ့ရှိမှာပေါ့ဂျန်နဲ့ကြားချိန်တွေကတော့ကျွန်တော်တို့ခရီးသည်ရှိရင်ရှိပြီလို့ထွက်ပေးနေရခင်ဗျာဟုတ်အာခဏကကျွန်တော်ပြောခဲ့သလိုပဲဟိုနေပြည်တော်တို့ပဒိန်တို့ဆိုတာသူကဟိုရုံရုံမိုင်းဆိုင်ရတယ်များတယ်လေရုံမိုင်းဆိုင်ရတယ်များတယ်အသွားလာတယ်များတယ်ဟိုပြီးရင်လဲစရာပတ်စရာရှိတယ်ပေါ့နော်ဒါမိုးလေးတွေကြောင့်ဟိုအကုန်လုံးခေတ္တမီးခပြည်သူတွေအဆင်ပြေအောင်ပေါ့ဟုတ်အဲ့ဒီရဲ့ကြယ်လေးနဲ့ပါဟုတ်ဆင်းလို့ရတယ်ဆင်းလို့ရတယ်ဟုတ်ဟိုဒီရန်ကုန်ကနေဖြတ်ပုံဖြတ်ပွားနေရန်ကုန် ရင်မောင်းရှောက်ရှင်တဲ့သူတွေအနေနဲ့ကတော့ဒီပထမဆုံးတစ်ချက်က CV form ကျွန်တော်စီအရင်ဆုံးလာပြီးတော့တင်ထားပေးရမှာပေါ့နော်။ဟိုကျွန်တော်တို့ကကျွန်တော်တို့ရင်တိုင်းကနေပြီးတော့မှကားလိုအပ်ချက်ရှိတယ်ဆိုလို့ရှိရင်တော့ဟို CV form တင်ထားတဲ့ senior အလိုက်ကျွန်တော်တို့ကပြန်ခေါ်ပေးမှာပေါ့နော်။ဟုတ်။အဲကျွန်တော်တို့ဒီစွမ်းသူအောင်မှာကြတော့ဟိုရင်မောင်းကိုခေါ်လာကြတော့ဟိုလာသာပြေးပြီးတော့ခေါ်ထားတဲ့ပုံစံမျိုးတော့မဟုတ်ဘူးခင်ဗျာ။ဟုတ်။ဟိုသူတို့ရင်မောင်းတွေကိုကျွန်တော်တို့ကဟိုမောင်းလို့ရတဲ့အမောင်းရဲ့ဟို percentage အဲ့လိုမျိုးပြန်ပြီးတတ်မှတ်ပေးထားတာပေါ့နော်ဟိုရင်မောင်းရင်မောင်းဘက်ကကြတော့လေအော်ဒါသူ့အနေနဲ့ရှာရရမလို့ဘူးပုံနာချေးပေးရမလို့ပေါ့နော် percentage ကတော့ကျွန်တော်တို့ဒီမောင်းလို့ရတဲ့အမောင်းရဲ့15%ခန့်တော့မဟုတ်ဟုတ်ကဲ့ရှိပါရဲ့ဗျာဟောဒါကျွန်တော်တို့ဒီစွမ်းဆောင်ရင်လမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့စီကနေပြီးတော့ဟိုကားတစ်စီးဝယ်လိုက်တယ်အဲ့ဒီ customer မှာပဲရင်မောင်းအကောင်ပြန်ထည့်ထားတဲ့ဟိုအနေထားမျိုးလေးတွေရှိပါတယ်ခင်ဗျာဟုတ်ချားအပြင်ကဝယ်ထားတဲ့ကားကြီးတော့မရှိဘူးခင်ဗျာမရဘူးခင်ဗျာဟုတ်လက်ရှိဒီမှာဆွဲနေတာကတော့ရန်ကုန်ဖျော်ဝင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ BYD E2 ရှိမယ် BYD D1 ရှိမယ်ပြီးရင်ဟိုဒါ Danfan SMB Pro ရှိမယ်ပေါ့နော်ဟိုရန်ကုန်မော်လမြိုင်ရန်ကုန်မော်လမြိုင်ရဲ့ရန်ကုန်နေပြီးတော့ရန်ကုန်ပတ်တင်ရကြတော့ကျွန်တော်တို့ Danfan SMB Pro ရှိမယ်ဟို Danfan V6 ရှိမှာပေါ့နော်ဟုတ် EV ကဆိုတော့ဟိုအဓိကတော့ခီးတဲ့တွေအနေနဲ့ကတော့ဟိုအဓိကဟို luxury အပြည့်ရကျင်တာပေါ့နော်ဟို aircon လေးအပြည့်တောက်လျှောက်ရလားဟင်းပြီးလို့ရှိရင်အခြားဘာတွေရောရသေးလဲဟိုလူတဲ့အကျိုးပေါ်ဝန်ဆောင်မှုရှိရလားဒါမျိုးလေးတွေကတော့ ဟိုကျွန်တော်တို့အပြစ်ဝင်ဆောင်မှုပေးရတယ်ခင်ဗျအဲကွန်လည်းတောက်လျှောက်ပေးရတယ်ပြင်လို့တဲ့အကျိုးပို့တွေလည်းရှိထားတယ်ပေါ့နော်ပြီးလို့ရှိရင်ရန်ကုန်မော်လမြန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကားပေါ်မှာရေတံမူးလေးတွေခီးတယ်ဟိုအဲ့လိုမျိုးဟိုဝင်ဆောင်မှုပေးရမျိုးရှိတယ်ပြင်ကျမ်းမာရေးအနေနဲ့ကတော့စီအခြားစေးပစ္စည်းလေးတွေဝင်ဆောင်မှုပေးထားတာမျိုးတွေရှိတယ်ပေါ့ဟုတ်ခီးတယ်လိုက်ပါမှုအနေဒါကရင်လိုင်းအတက်ကတော့ခံမှန်းလို့မရသေးဘူးခဏကကျွန်တော်ပြောတဲ့ဟိုရန်ကုန်ပသိမ်းနဲ့ရန်ကုန်နေပြီးတော့နေရတော့ဒါအခုမှအဆဖြစ်တဲ့အတွက်သူကမှန်းလို့မရသေးဘူးပေါ့နော်ဟိုကျွန်တော်တို့အခြေခံနေပြီဖြစ်တဲ့ ရန်ကုန်ဖျက်ပုံပဲရန်ကုန်မော်လမြိုင်ကတော့ဟိုခီးတဲ့စင်းနေလိုက်ပါမှုဂျာကန်တော့တော်တော်ကောင်းတယ်လို့ပြောလို့ရပါတယ်ဗျာဟုတ်ရန်ကုန်ပသိမ်တို့ဟိုရန်ကုန်နေပြီးတော့တော့ပေါ့နော်ဒါအခုအခုမှစပြီးဖွင့်တဲ့ဟိုအခုမှစပြီးတော့ကျွန်တော်တို့ဝန်ဆောင်မှုပေးတာဖြစ်တဲ့အတွက်ဟိုခီးစွာမျိုးစွာပြည်သူတွေအနေနဲ့လိုအပ်ရင်ဟိုကျွန်တော်တို့ကွန်ဆက်ပြီးတော့စီးကြည့်ပါအားလုံးအဆင်ပြေရပါမယ်ဟုတ် င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရင်မောင်းကိုနိုင်လင်းပါကျွန်တော်ကတော့ရန်ကုန်ဖျာပုံပြေးဆွဲနေတဲ့ရင်မောင်းတယောက်ပါခင်ဗျာကျွန်တော်ဒီမှာစရင်မောင်းတာတနစ်နဲ့ကိုလာရှိပါခင်ဗျာအော်ကျွန်တော်ရင်မောင်းတန်းကျွန်တော်16နှစ်ရှိပြီခင်ဗျာအရင်တော့ကကျွန်တော်ဒီရန်ကုန်မြို့တွင်းဝင်ပြီးမောင်းပါတယ်အော်ဟုတ်ကဲ့ခင်ဗျာရိုးရိုးစီကားလေးမောင်းတာနဲ့ EV တက္ကစီမောင်းတာဆိုတော့ပထမတော့ကားပုံလေးဆိုငင်းညောင်းတယ်ခင်ဗျာအာပြီးလို့ရှိရင်ကားလေးတွေကလည်းအယုံဆွဲကောင်းတဲ့ခါကျ highway ကြတော့တက်တော့တက်တာရှိတယ်ခင်ဗျာဟုတ်ကဲ့ကုမ္ပဏီဘက်ကပဲလုပ်ပေးပါတယ်ခင်ဗျာအားသွင်းတာတော့ ရင်မောင်းเนี่ยကျွန်တော်တို့မန်နေဂျာရရှင်တော့6နိုင်ခွဲဂိတ်စာဖွင့်တာဗျ။အဲ6နိုင်ခွဲဆိုလို့ရှိရင်ရင်မောင်းအားလုံး right hand gate ကိုရောက်ကြတယ်။အဲကျွန်တော်တို့တနိုင်ခွဲတခါ6ခွဲကနေ9နိုင်ခွဲတစီ10ခွဲတစီအဲ့လိုခီးတယ်ပုံမူတည်ပြီးတော့ထွက်ပေးတယ်ခင်ဗျ။အဲ့လိုနေ။ဟောဟောဒီမောင်းเนี่ยကျန်ပထမကာလာပိုင်းတော့အစပိုင်းကတော့ခီးတယ်မသိတော့တော့နည်းနည်းဝင်ဝင်ရောတော့သိမရှိဘူးပေါ့နော်။ဟိုခီးတယ်ဒီများ customer များလာတဲ့အခါကျတော့ကျွန်တော်တို့ရင်မောင်းเนี่ยတော့ဝင်ဝင်ကတော့9သိန်း10သိန်းဒီပါလောက်ရတယ်ခင်ဗျ။ အဲအဲ့ဒါကြတော့ဟိုဘလော့ကမန်ဝိုင်းပြားကြတော့မြို့တင်းပတ်ရတာပေါ့နော်ဒီမှာကတော့ကျွန်တော်ဟိုင်းဝေးဆိုတဲ့အခါကြတော့ဟိုပုံသေးဝင်ဝင်မရှိပေမဲ့ဒီကတ်စတမာခီးတဲ့ပုံမှာမြင့်တက်သွားတဲ့အခါကြတော့သိမ့်ပသိမ့်ပြင်းလောက်ပါတော့အများကြီးပါခင်ဗျ EV တွေမောင်းတဲ့အခါကျတော့တက်တောင်တက်တာမရှိအဲကွန်းနဲ့ဆိုတော့ခီးတဲ့လည်းသွားလာတာအဆင်ပြေတယ်ခင်ဗျအဲ့လိုမျိုးရင်မောင်းနေနေနဲ့လည်းတက်တောင်တက်တာရှိပါတယ်ဟောကျွန်တော်တို့ရင်လိုင်းကိုအားပေးအားပေးပါလို့ဟိုဟာစီးနေကြည့်ပါအကောင်းဆုံးအများဆုံးဝန်ဆောင်မှုလေးတွေပေးပါတယ်လို့ကျွန်တော်တို့ဟိုခီးတဲ့အများအပေါ်မှာလည်းစိတ်ကျေနပ်မှုရှိရဲ့ဝန်ဆောင်မှုလေးတွေအများဆုံးပေးထားပါတယ်